မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ KNB နဲ့ KNU တပ်မဟာ9နယ်မြေမှာရှိတဲ့ဖာပေါ်မြို့အခြေစိုက်ခမာယ434တရင်နဲ့စဆနာ642တရင်တို့ကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များက April 25ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 24ရက်နေ့မနက်ပိုင်းမှာဖာပွန်အခြေစိုက်ခမာယ434တရင် စစနာ64နှစ်တက်ရင်တို့ကို KNL PDF ပူပေါင်းတပ်ဖွဲ့တွေကအလုံးစုံတိတ်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကတေဆုံးသူအများပြားရှိခဲ့ပြီးတော့လက်နက်ခဲယံအများအများကိုလည်းတိတ်ဆိတ်ရရှိခဲ့တယ်လို့သိရပါတယ်။ KNL အမှန်၅တပ်မဟာစစ်တီတော်များနဲ့အတူမဟာမိတ်ပူပေါင်းတပ်ဖွဲ့ဝင်တွေကဖာပုံခမရ434နဲ့စစနာ64နှစ်စစ်ဝတ္တစာစူဆောင်းရေးဌာနတပ်စခန်းတို့ကိုတရက်ထဲအပီးပိုင်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ဧပြီလ25ရက်နေ့မှာဖာပွန်အခြေဆိုင်ခမရ434တရင်နဲ့ဆဆနာ64နဲ့တရင်ကို KNL PDF ပူပေါင်းတပ်ဖွဲ့တွေကအလုံးစုံသိမ်းပိုက်လိုက်ပါပြီစစ်ခွေးတေဆုံးမှုများပြားပြီးလက်နက်ခဲယမ်းများစွာကိုတင်စီရမိပါတယ်လက်ရှိဖာပွန်ဒေတာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေသေးပါလို့မြေပြင်တော်လှန်ရေးတရင်အရေးမြစ်ကပြောဆိုထားပါတယ်လက်ရှိဖာပွန်မှာစစ်ကောင်စီရဲ့တရင်နှစ်ခုဖြစ်တဲ့ခမရ340ခမရ341တရင်နဲ့ဘူဟာစခန်းတစ်ခုတို့ကြံ့ရင်နေသေးဖြစ်ပြီးတော့ ဆက်လက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တယ်လို့လည်းသိရပါဗါးဖာပေါ်မြို့ဟာကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာငါလှုပ်ရှားရာဒေသဖြစ်ပြီးတော့စစ်ကောင်စီရဲ့စစ်ဗျူဟာအခြေချာစဘခတခုခလာရ19ခမရ340ခမရ341နဲ့ခမရ434တံများတရှိကခလာရ19ခမရ434စဆနာ64နဲ့တရင်တို့ကိုတော်လိုက်တပ်ဖွဲ့တွေကသိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောင်းရိမြို့အပြင်ဘက်မှာရှိတဲ့စွဲတော်ဂုံးတောင်ကြီးမှာအေပိလ25ရက်နေ့ညကတိုက်ပွဲဖြစ်ပွားနေပြီးတော့စေကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပိလ25ရက်နေ့ညစက်တနားရီခွဲအချိန်ကမှမြောင်းရိမြို့တောင်ဘက်၄ကီကောမြို့အနီးမှာရှိတဲ့စွဲတော်ဂုံးအမြောက်တပ်ဂုံးတောင်ကြီးမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါဗျ။စေကောင်စီကလေကြောင်းကနေအဆက်မပြတ် ဘုံကျဲတိုက်ခိုက်နေကြောင်းကိုလည်းမြောက်ပြည်မြို့မှာရှိတဲ့ကရင်စီရေးသတင်းအရေးမြစ်ကဧပြီလ25ရက်နေ့ည7:00နာရီခွဲမှာပြောဆိုခဲ့ပါတယ်။လေကြောင်းကနေတောင်ချေကိုဘုံကျဲနေတာလို့၎င်းကပြောပါတယ်။စစ်ကောင်စီရဲ့လေကြောင်းကဘုံကျဲတိုက်ခိုက်မှုအတန်ဟာထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကနေပြီးတော့အတိုင်းသာကြားနေရတယ်လို့သိရပါတယ်။အဲ့ဒီဆွေတော်ကုန်းအမြောက်တပ်ကုန်းဟာမြောက်ပြည်မြို့အမှတ်နဲ့တရားမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်တဲ့အချိန်မှာ လက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တဲ့တပ်ဖြစ်တယ်လို့သိရပါဗျ။မြောက်ရီမြို့နယ်မှာစစ်ကောင်စီရဲ့တပ်ဆက်ခန်းအနေနဲ့ဆွဲတော်ဂုံးတပ်ဆက်ခန်းတစ်ခုသားကျန်တော်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ထိုင်းမြန်မာနယ်စပ်မဲဆောက်ဆေးရုံမှာအာနာသိန်းအကြံဖတ်စစ်ကောင်စီရဲ့တပ်မ44ကဗိုလ်မှူးကြီးစိုးမင်းထက်အပါဝင်35ဦးကျော်စေကူသားမှုခံယူနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာချစ်ကြီးဒရာအမှတ်နဲ့အောက်ကိုထွက်ပြေးတိမ်းရှောင်နေတဲ့ ခလိုက်ရ295ကစစ်ကောင်စီတပ်ဖွဲ့ဝင်းနေကို KNL ကဥဆောင်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တို့ကတိုက်ခိုက်ခဲ့ရာတပ်မ44ကဘုံမူကြီးစိုးမင်းထက်အပါဝင်အယောက်30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဘဟုက AP လ23ရက်နေ့ကထုတ်ပြန်ထားပါတယ်။တရားနှစ်မှာပုံခုနေရကနေတိုက်ခိုက်ခံရပြီးတော့ဒဏ်ရာရတဲ့သူတွေအခုမဲဆောက်ဈေးယုံ၄လွှာနဲ့၅လွှာမှရှိနေတယ်လို့ပြောတယ်။အကောင်ကြီးကြီးတွေပါတယ်။မနေ့က၃ဘွဲ့တကောင်ကြွသွားတယ်ကြားတယ်လို့ မဲဆောက်ဒေသကမြန်မာတို့ကပြောကြားထားပါတယ်။မြောက်ရီမြို့ခလိုက်ရ2ခွန်5ကနေထွက်ပြေးပြီးတော့မြောက်ရီထိုင်းမြန်မာချစ်ကြီးဒရာအမှတ်နဲ့အောက်ကိုပုံခုနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က AP လ19ရက်နေ့ကနေ20ရက်နေ့အထိပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားတွေဘက်ကတေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေဟာအမှတ်နဲ့ဒရာကနေဆုတ်ခွာသွားခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ခေါဆောင်မြို့နယ်ကွယ် ုံရဲကြီးရွာပြည်သူစစ်ခေါင်းဆောင်နဲ့ဒုခေါင်းဆောင်တို့ကို PDF တပ်ဖွဲ့ကဖမ်းဆီးပြီးတော့စစ်ဆီးနေတဲ့အချိန်တနက်လူပြီးတော့ပြန်လည်ပြစ်ခတ်တဲ့အတွက်ကြောင့်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားကပြည်သူစစ်ခေါင်းဆောင်နှစ်ဦးစလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 23ရက်နေ့မနက်9နာရီခန့်ကခေါ်ဆောင်မြို့နယ်ကွယ်ကျုံရဲကြီးရွာပြည်သူစစ်ခေါင်းဆောင်တင်ဝင်းခေါ်အဝင်းနဲ့ဒုခေါင်းဆောင်တင်ဝင်းတို့အပါအဝင်9ဦးကိုတော်လိုင်းပူပေါက်တပ်ဖွဲ့ကဝင်းအောင်ဖမ်းဆီးရာ M4 ကာဘိုင်နှစ်လက်ကိုလုံးပြောင်းချောတနက်နှစ်လက်380 pistol နှစ်လက် ကိုလုံးအတူတလက် point 23အတူတလက်2မီတလက်လက်ပြပုံ၄လုံး 5.56G ပေါက်၄ခု 5.56G 385တောင်းကိုလုံးကြီး58တောင်း 380G အတောက်90 point 23G 42တောင်းဓာတ်တလက်စကားပြောဆက်3လုံးစကားပြောဆက်အသွင်းခုံ2ခု equipment တစ်ခုရေဘူးတစ်လုံးမှန်ပြောင်းတစ်ခုတို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အခုလို့ဖမ်းဆီးပြီးတဲ့နောက်မှာတော်လိုင်းရဲမဟာမိတ်များက စစ်ဆေးခဲ့ပြီးတော့သုံးဦးကိုပြန်လှည့်ပေးက ပြည်သူ့စစ်ခေါင်းဆောင်တင်ဝင်းခေါ်အဝင်းနဲ့ဒုခေါင်းဆောင်တိန်ဝင်းတို့ကိုဆက်လက်စစ်ဆေးမေးမြန်းနေတဲ့အချိန်တိန်စီထားတဲ့လက်နက်များကိုလူယူပြီးတော့ပြန်လည်ပစ်ခတ်ရမှာရဲဘော်တအူးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တဲ့အတွက်ပြန်လည်ပစ်ခတ်တိုက်ခတ်ရာပြည်သူ့စစ်ခေါင်းဆောင်နှောက်ဦးလုံးပွဲချင်းပြီးတိန်ဆုံးခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ဖမ်းပြီးတော့ထိန်းသိမ်းထားပြီးစစ်နေတဲ့အချိန်မှာအဲ့ဒီနှစ်ကောင်ကလက်နက်ကိုလူပြီးတော့ပြန်ပစ်လို့လေအဲ့ဒါကြောင့်ပစ်ခတ်ရှင်းလင်းလိုက်တာပါလို့ဒေါနာစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောကြားထားပါတယ် တေဆုံးသွားတယ်ပြည်သူစစ်ခေါင်းဆောင်နဲ့ဒုခေါင်းဆောင်တို့ဟာအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းစနစ်အကောင့်ထဲပေါ်ရင်တပ်သားစုဆောင်ရေးနဲ့အရသာပြည်သူများလက်နက်ကိုင်းချင်းချောက်ချင်းများကိုပြုတ်လုနေတဲ့အတွက်ကြီးရွာနေပြည်သူတွေကလက်နက်ဖြုတ်သိမ်းပေးရန်နဲ့အရေးယူပေးပါရန်တိုင်ကြားခဲ့တဲ့အတွက်တွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဖမ်းဆီးမှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာစစ်ကြောင်းမွန်ပြည်တော်လှန်ရေးတပ် MSRF ရေးသိမ်းငတ်ဒေါနာစစ်ကြောင်းလုံခြုံရေးတပ်ခွဲကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ KBDF ဒေါနာတပ်ခွဲ၄နဲ့ ဒဝဲကာကွယ်အဖွဲ့ DDD ဒေါနာတက်ခွဲခွနဲ့တို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာစစ်မှုတန်းဥပဒေနဲ့လူသစ်စုဆောင်းနေတဲ့လက်နက်ကိုင်းကော်ထင်းကြေးရွာအုပ်ချုပ်ရေးမှုဝင်းအောင်ကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ23ရက်နေ့ညနေ6:05မိနစ်ခန့်မှာကြိုက်ထုံမြို့နယ်ကော့ထင်းကျေးရွာကလက်နက်ကိုင်းဆောင်ထားတဲ့ပြူစောထီးခေါင်းဆောင်ပြည်သူ့စစ်အဖွဲ့ဝင် မော်ဘီလေဒက်အရာရှိတအူးရဲ့ဖခင်ဖြစ်တဲ့ကော့ထင်းကြေးရွာအုပ်ချုပ်ရေးမှုဝင်းအောင်ကို ကော့ထင်းကြေးရွာထိတ်မှာ PDF တရင်0835တက်ခွဲလေး UG ကပြစ်ခတ်တက်ခတ်ရောင်ပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်။တည်ဆုံသွားတဲ့ကော့ထင်းကြေးရွာအုပ်ချုပ်ရေးမှုဝင်းအောင်ဟာအများပိုင်းလေမြေများကိုတင်းယူထားတဲ့သူဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုဦးစီးလောက်ကင်ပေးနေတဲ့သူဖြစ်ကား အာနာသိမ့်ပြီးချိန်မှာအုတ်ချုပ်ရေးမှုတာဝန်ယူထားတဲ့သူဖြစ်ကြောင်း PDF တရင်ခွန်ရှစ်၃ညာ၅တက်ခွဲလေး UG အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ပြစ်ခတ်တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းတက်ဖွဲ့ဝင်များအထူးကမရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး PDF တရင်ခွန်ရှစ်၃ညာ၅တက်ခွဲလေးကစစ်အာဏာရှင်စနစ်ကြာဆုံးသည့်အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မျိုးကရဲတပ်သားတဦးဟာတနက်၃လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့် CDF ကံပတ်လက်တူပြီးတက်ရင်ကငွေကျပ်သိန်းတရာချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ AP လ၁၀ရက်နေ့မှာမင်းတပ်မျိုးကရဲတပ်သားမင်းထက်ရှိန်းဟာ၎င်းကင်ဆောင်တဲ့ G4 တနက်တလက် G280 တောင်း G ပေါက်၄ခု BA94 တနက်တလက် G210 တောင်း G ပေါက်၃ခု၆လုံးပြူးတလက် G9 တောင်းနဲ့လက်ပြုံတလုံးတို့ကိုယူဆောင်လာပြီးတော့ CDF ကံပတ်လက်တူမီတက်ရင်တော်လဲပူပေါက်တက်ဖွဲ့ထမ်းမှာအလင်းဝင်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးလက်နဲ့နဲ့တကွအလင်းဝင်ရောက်လာခဲ့တဲ့ရဲတပ်သားမင်းထက်ရှိန်ကိုငွေကျပ်300ချင်းမြေပေးခဲ့ပြီးတော့ရဲတပ်သားမင်းထက်ရှိန်ရဲ့ဘဝရှိရေးအဆင်ပြေစေရန်နေထိုင်ရေးအလုံအကိုင်းရရှိရေးနဲ့လိုအပ်တဲ့ကူညီထောက်ပံ့မှုများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ